Hello အားလုံးမင်္ဂလာပါဘိုးဘမချင်းကနေကြိုဆိုပါရစေ Manchester City ကတော့နီးပြဖြစ်တဲ့ Pep Guardiola အတွက်တောက်လျှောက်ငွေတွေတုံပြီးတော့လက်ရှိလူအင်အားဖြည့်ပေးနေတဲ့အချိန်ဒီမှာ Quinlink စာမဖြစ်တဲ့ Rainer ကိုခေါ်ယူဖို့လဲ Hewi ကိုဖြစ်သွားခဲ့ပါပြီ Manchester City ကတော့ AC Milan ရဲ့ဒါ Netherlands ရဲ့ခြေစွမ်းပြနေတဲ့ကစားသမား Rainer ကိုခေါ်ယူဖို့အတွက်ပေါ့နော်အချိန်ဒီကောင်းသွားပါပြီဆိုတော့ဒီ Clatin ကစားသမားဖြစ်သူနဲ့ Manchester City ကြားထဲမှာတော့အာ လဒင်းကုကြားထဲမှာကောဒီအပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက်နှုတ်အားဖြင့်သဘောတူညီမှုတွေရသွားခဲ့တာဖြစ်ပါတယ်ဒီနောက်ပိုင်းမှာတော့စာချုပ်တွေကိုလက်မှတ်ထိုးတာဒီဘာဒီနဲ့အပြောင်းအရွှေ့ကအပြီးတက်နိုင်မှာပေါ့နော်ဆိုတော့ကစားမဖြစ်သူတွေမန်ချက်စတာစီးတီးကယူရိုတန်း80တိပေးချေခဲ့ရပါတယ်ကစားမဖြစ်သူနေပေါ့နော်ဟိုလွန်ခဲ့တဲ့နေ့တွေကလေးကပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရထားခဲ့တယ်ဆိုတော့မန်ချက်စတာစီးတီးအတွက်ကစားမတယောက်အစ်စ်ဒါထပ်ပြီးတော့ ရောက်လာပြီပေါ့ဗျာ။ Rainer ကကျွန်တော် AC Milan မှာတောက်လျှောက်ကောင်းတဲ့ performance တွေပြနေတာ။ဒါတွေမကဘူး။သူ Frankie De Jong တို့ပါလို့နဲ့လည်းတွဲပြီးတော့ Netherlands တို့ပါလို့မှာတောက်လျှောက်ကောင်းတဲ့ performance တွေပြနေတာ။တော်တော်ကောင်းပါတယ်ဒီကစားမကနော်ကျွန်တော်ဒါ athletic ဖြစ်တယ် physicality ကျွန်တော်တို့ကောင်းတယ်တော့ပြလို့ရှိရင်ကွင်းလယ်မှာဆိုလို့ရှိရင်ဘောလုံးမပြတ်ပဲကောင်းကောင်းကစားနိုင်စွမ်းရှိတဲ့တည်းမှာပါတယ်။ဒါအပြင်အရက်မောင်းကလည်းကျွန်တော်တို့ရဲ့တော်တော်လေးကိုဒါအချီကြီးကောင်းတယ်။ဆိုတော့ premier league ရဲ့ physical demand ဖြစ်တဲ့ league မျိုးမှာ ဒီကစားမဟာကောင်းကောင်းအံဝင်ခွင့်ကြဖြစ်နေတဲ့အခြေအနေမျိုးပါ။ဒါအပြင်ဂန်ဒူဝန်တို့ဘာလို့ရဲ့နေရာကိုအစားထိုးဖို့လိုလာတဲ့မန်ချက်စတာစီးတီးကပူကောင်းတဲ့ကစားမတွေနဲ့ဒါသူတို့အားဖြည့်နေတာပေါ့နော်။ဆိုတော့ရိုင်နာဒီအခေါ်ယူဖို့အတွက်အချိန်ကြီးကောင်းသွားပြီပေါ့လေ။ဒါကြောင့်ဒီကစားမဖြစ်သူတွေလည်းပရီးမီးယားလေးကတိတ်ပြီးတော့ခက်ခဲစရာတော့အများကြီးတော့မရှိဘူး။ဘာလို့လဲဆိုတော့မန်ချက်စတာစီးတီးကအရင်ကတည်းကအဆင်ပြေနီးစနစ်ရအံဝင်ခွင့်ကြဖြစ်နေတဲ့အသင်းမျိုးအဲ့လိုအသင်းမျိုးမှာလိုအပ်တဲ့တနေရာကိုကောက်ထည့်လိုက်ုံပဲကျွန်တော်ရှိတာ။ ဘာမှအတူတူကြားကြီးကျွန်တော်တို့လုံးဆရာမလို့ဘူးတခုပဲနီးပြဖြစ်တဲ့ပပ်ဂွာဒီယိုလာတကယ်သုံးဖို့ပဲဂွာဒီယိုလာရဲ့လက်အောက်မှာတော့ကစားမားတွေဟာဟိုပထမဦးဆုံးယာတီမှာဘေဒော့မန်ပုံမှန်ပွဲထွက်ခွင့်ကိုကောင်းကောင်းမရဘူးဒုတိယယာတီမှာလည်းကစားမားတွေကပုံမှန်ပွဲကစားခွင့်ရရင်တောင်းမှပေါ့နော်အရင်လူမျိုးအသင်းဟောင်းမှာပြခဲ့တဲ့ performance တွေပြဖို့ကတော်တော်ကိုရှားသွားပြီဘာလို့လဲဆိုတော့သူတို့အသင်းဟောင်းမှာပြသခဲ့တဲ့ဒီ performance တွေအရကစားခဲ့တဲ့ပုံစံမျိုးတွေပါတယ်ကမန်ချက်စတာစီးတီးမှာအကုန်ပြောင်းတာဂွာဒီယိုလာကိုယ်တိုင်ကလည်း ဒီဘယ်လိုပြောရလဲပြီးခဲ့တဲ့ရသူတို့ရဲ့အသင်းဟောင်းတွေမှာကစားခဲ့တဲ့ပုံစံတွေနဲ့မတူဘဲနဲ့ပေါ့နော်အမှန်ကန်ပြောင်းနေပြီးတော့ကစားမားတွေရဲ့အာသာချက်တွေဆိုတာလေသူရဲ့ instruction တွေအောက်မှာပဲသွားလာတဲ့ချိန်မျိုးမှာ Guardiola လက်အောက်ရောက်လာလို့တအားကြီးကောင်းလာတဲ့ကစားမားဆိုတာအများကြီးသိမရှိဘူးเนาะအရင်တုန်းက performance တိုင်းပဲခြေသွမ်းပြရင်ပြမဟုတ်ရင်ကစားသမားတွေဟာတိုင်ပတ်သွားလေကျွန်တော်ရှိတယ်ဒါပေမဲ့လို့အသင်းလိုက်ရပေါ့နော် Manchester City တီးပူကောင်းလာတယ်တူးချင်းဆွမ်းဆောင်ရည်တွေရသူတို့အသင်းဟောင်းမာတွေလိုမျိုး performance တွေအများကြီးမမြင်ရဘူး ဂရီလစ်ကိုတန်းတရာပေးပြီးတော့ကျွန်တော်ခေါ်တယ်အခုချိန်မှာတာမန်ကစားမှကျွန်တော်ဖြစ်သွားပြီတော့ဒါအပြင်ဆေဗီယိုတို့ဘာလို့လဲပဲကျွန်တော်ဒါဂီဒိုနာတို့ဘာလို့မှကစားခဲ့တဲ့ပုံစံတိုင်း performance မပြနိုင်ဘူးအဲဆိုတော့သူတို့ကစားခဲ့ရသူတို့စီးဒီမှာဖြတ်တန်းနေရတာကျွန်တော်မဟုတ်ဘူးနော်ဂျယ်ရမီဒူဂူတို့လည်းဒီတိုင်းပဲနော်တိုက်စစ်ကဟာလန်လို့တော်မှာအချို့တွေပူကောင်းနေတယ်တကယ်တမ်းဒေါမွန်မာတို့ကလို့ performance တီးပဲပြနေတာဆိုတော့ကြောက်ပါနော်ကျွန်တော်တို့အနေနဲ့ Manchester City မှာ Rainer အနေနဲ့ချက်ချင်းလက်ငင်းဆိုသူတို့ပွဲထွက်ခွင့်ရပါမလားဆိုတာရယ် ီ AC Milan မှာသူကစားခဲ့ရတဲ့ပုံစံတိုင်းအံဝင်ခွင့်ကြဖြစ်အောင် Manchester City နီးပြား Guardiola ကပေးကစားပါမလားဆိုတာဒါပဲကျွန်တော်ကြည့်ရမှာကစားမကအရင်ကတည်းက quality ရှိပြီးသားပါဒါပြင်လက်ရှိ Manchester City ကစားနေတဲ့ပုံစံနဲ့ဆိုလို့ရှိရင်လည်း Rainer ရဲ့ရည်သွေးကအံဝင်ခွင့်ကြမဖြစ်စေရတာအကြောင်းတော့မရှိဘူးဘာလို့လဲဆိုတော့ Netherland ကိုပဲကျွန်တော်ကြည့်ကြည့် AC Milan ကိုပဲကျွန်တော်ကြည့်ကြည့်ပေါ့နော်သူနှစ်မျိုးနှစ်စားသလုံးအဆင်ပြေနေတယ်ဗျနီးစနစ်ထဲမှာ ကျွန်တော် Manchester City လည်းပဲ Netherlands တို့ဘာလို့လဲအဲ့လောက်ကြီးကြီးအများကြီးကွာလွန်းတဲ့အခြေအနေမျိုးကြီးကျွန်တော်မဟုတ်ဘူးကွင်းလင်ကစားမားတွေကိုအသုံးပြတဲ့ပုံစံချင်းကဒါကြောင့်ဗောနော Rainer ဒီတကယ်ကောင်းတဲ့အံဝင်ခွင့်ကြဖြစ်နိုင်မယ့်ဗောနော်ကျွန်တော်အပြည့်မှုဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတော့ Euro Thunder 90တောင်ပြီးခဲ့ရတာသန်း90နဲ့တန်တဲ့ performance တွေကျွန်တော်ပြမရမယ်เนาะပြမရမယ်ဆိုတော့ဒါကြောင့်ဒီမှာ Rainer အနေနဲ့ Manchester City ရဲ့ဗောနော်ကျွန်တော်ခွဲယူမှုဖြစ်လာပြီဒီပြဖြစ်သူ Guardiola ကတော့ပြီးခဲ့တဲ့ဇန်နဝါရီမှာလည်းတန်း200ကျော်ထိတုံးထားပဲ လက်ရှိနွေရာသီပြောင်းရွှေ့မှာလည်းနောက်ထပ်တန်းရာကျော်ထပ်ပြီးတော့တုံမှုပြင်ဆင်နေသေးတယ်။ရိုင်နာဒီအဲ့ဒီတက်ကနွေရာသီမှာပထမဆုံးခွဲယူတဲ့ကစားမတယောက်ဖြစ်လာပြီပေါ့လေ။ဆိုတော့ရိုင်နာမန်ချက်စတာစီးတီးမှာဘလောက်ထိ performance ပြနိုင်မယ်လို့ညီကတို့ထင်ကြလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။